စ္ဆတယဆန္ဒဆိုတာအကြိုက်တူတယ်စိတ်ထားချင်းတူတယ်အတွေးတူတယ်လူတွေကတယောက်နဲ့တယောက်ဥပေါင်းတယ်ဆိုတာဟာစိတ်ဆန္ဒချင်းတူမှပူပေါင်းလို့ရတာလေစိတ်ဆောင်ချင်းမတူလို့ရှိရင်ပူပေါင်းမှုမဖြစ်ဘူးတွေးဆမှုတော့ဖြစ်နိုင်တယ်အဲ့ဒါကိုမြတ်စွာဘုရားရှင်းပြတာလောကမှာလူတွေဟာအပေါင်းအသင်းဖွဲ့တာပဲဖြစ်စေ ဟုတ်လားပူပေါင်းကြတာတွေဟာစိတ်ဆန္ဒတူလို့ပူပေါင်းကြတာလို့ဒီလိုမှတ်ရဓာတုကိုအစ္ဆတရားလို့ပမာဏီလည်းပဲဒီအစ္ဆတရားဆိုတဲ့စကားလုံးကိုသုံးညတယ်ပေါ့နော်ပါဠိစကားလုံးအစ္ဆတရားဆိုတာအဓိအာတရားအတွေးအမြင်အယူအဆခံယူချက် စိတ်ဆန္ဒအဲ့ဒါကိုအစ္ဆတရားလို့ခေါ်တာကိုယ့်ရဲ့စိတ်ဆန္ဒသူ့ရဲ့စိတ်ဆန္ဒဆန္ဒချင်းတူရင်ပေါင်းကြတာပဲလေသူကပူပေါင်းမှုဆိုတာဆန္ဒချင်းတူဥပမာပရဟိတလောက်တဲ့လူတွေဆိုရင်ပရဟိတလောက်ချင်တဲ့ဆန္ဒချင်းတူလို့ရှိရင်ပရဟိတဖွဲ့ရပါသွားတာပူပေါင်းလိုက်တာပဲ ေမူမူရစေဝကြိုက်တဲ့ပုံကိုယ်ကြီးအပြောကျူးကြိုက်တဲ့ပုံကိုယ်ကြီးကလည်းပူပေါင်းမိသွားတာပဲစပေကျန်ကမှပါဏသဟာယလို့ခေါ်တယ်တောက်ဖို့တောက်ဖက်တကယ်ပူပေါင်းသွားတာခေါ်တာပေါ့သဏ္ဍတုလို့ပူပေါင်းတာသဏ္ဍတုတဲ့အခါကျတော့အလုတူသွားတယ်အဲ့ဒီသဏ္ဍတုမှုဟာအဓိကစိတ်နေသဘောရာနဲ့စိတ်သဏ္ဍတုညီမှုဟာအဓိကပါ သူကလည်းတာဝါသနာပါတယ်ကိုယ်ကလည်းဝါသနာပါတယ်ဥပမာပြောကြတယ်လေအခုအမှုပညာလှုပ်လှုပ်တယ်ဆိုအမှုပညာဝါသနာပါတဲ့လူတွေပေါင်းတာပဲလေအတိမုတ်ဝါသနာပါရင်အတိမုတ်ဝါသနာပါတဲ့လူတွေဥပေါင်းကြတာအဆိုကအယေတိဝါသနာပါတဲ့လူကလည်းအဆိုကအယေတိသမားတွေဥပေါင်းမှုဖြစ်တာပဲလေတွေ့ဆုံမှုဆိုတာတော့ပွဲလမ်းသွင်းရှိတဲ့အခါမှာ ဆုံမိတဲ့အခါဆုံမိတယ်ဒါပေမဲ့ပူပေါင်းမှုမဟုတ်ဘူးအဲ့ဒါနော်ဒါကြောင့်မို့တွေ့ဆုံခြင်းနဲ့ပူပေါင်းခြင်းပူပေါင်းခြင်းဟာဘာကြောင့်ပူပေါင်းလဲဆိုတာကိုမြတ်စွာဘုရားအတိတ်တော်မှာရှင်းပြတာဒါလည်းမှတ်သားစရာကောင်းတယ်လောကဒုရေဆိုတာအပေါင်းအသင်းနဲ့နေချတာဖြစ်တယ်လေတူတယောက်တည်းနေကြတာမဟုတ်ဘူး တော့ပေါင်းသင်းနဲ့နေတဲ့အခါမှာသူနဲ့ကိုနဲ့ဘလောက်ပဲဝေးဝေးဆန္ဒတူလို့ရှိရင်အဖွဲစည်းနဲ့ဖြစ်စီအလုံးနဲ့ဖြစ်စီပူပေါင်းကြတာပဲပူပေါင်းမှုကဖြစ်လာတယ်ဘယ်နေရာမဆိုပူပေါင်းမှုဖြစ်လာတတ်တယ်ဆန္ဒတူလို့ပူပေါင်းနေအစ္ဆာတရားတူလို့စိတ်တွေသဘောထားချင်းတူလို့ ပူပေါင်းတယ်ဆိုတာကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကဓာတုသောတတ္တသတ္တန္တံတိဓာတုသောဣစ္ဆတယစိတ်ဆန္ဒအလိုအားဖြင့်တတ္တတ္တဝါတွေဟာသတ္တန္တံတိပေါင်းစုံပူပေါင်းပြီးကြတယ်တမင်တိဟုတ်လားညညစွာရှင်တွေ့ကြတယ်သူတို့ဆိုလို့အဲ့တော့အဲ့ဒါကိုချဲ့ဖွင့်တွင်ပြီးတော့ပြောလိုက်တဲ့အခါကျတော့ ဟိနာဒီမုတ်တိကဟိနာဒီမုတ်တိကိဟိတတ္တိတန်တန်တန်တိတမင်တိဟိနာဆိုတာအောက်တန်းကြတဲ့မမြင့်မြတ်တဲ့ကိုချင်းတရားတဲ့မှာတမှုမရှိတဲ့အောက်တန်းနောက်တန်းကြတဲ့စိတ်နေသဘောဓာတ်ဤအဓိမုတ်တိဆိုတာနှလုံးသွင်းစံတ ခဏဓာတုလို့ဆိုတာဒီဒီမုတ်တိကိုပြောတာပဲအစ္ဆာတရားကိုပြောတာနော်ဒီမုတ်တိနဲ့အစ္ဆာတရားနဲ့ဒီမုတ်တိဆိုတာသူ့အချက်ကိုအချက်သူ့ဆန္ဒကိုဆန္ဒသူ့အမြင်ကိုအမြင်အမြင်ချင်းတွေ့ရင် ပေါင်းတာပဲဆန္ဒချင်းတွေ့ရင်ပေါင်းတာပဲအဲ့ဒီမှာဟိနာဓိမုတ်တိကာအောက်တန်းကြတဲ့ကိစ္စတွေပေါ်မှာဝါသနာပါရာခြင်းတူတဲ့ပုံကိုယ်တွေဟာတဲ့ သူလူဝါသနာတူတွေနဲ့ပဲပုံပေါင်းတယ်အတောဆောင်းဝါသနာပါတဲ့လူကအတောဆောင်းဝါသနာပါတဲ့လူနဲ့ပေါင်းတယ်ပညာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေဟာပညာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းတယ်လူမှုရေးလှုပ်ချင်တဲ့ပုဂ္ဂိုလ်တွေဟာလူမှုရေးလှုပ်သူတွေနဲ့ပူပေါင်းကြတယ်လောကရေးချီးကြည့်အကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးပူပေါင်းမှုတွေရှိတယ်အဲ့တော့ကိုယ့်ကိုယ်ဆင်ញင်စစ်စားပါ ငါဟာဘသူနဲ့ပူပေါင်းတယ်လေငါရဲ့ပူပေါင်းမှုစိတ်တွေသဘောထားမွန်မြတ်တာဟုတ်ကဲ့လားကိုစမ်းစစ်ဖို့